တော်သူများအားလုံးပဲမင်္ဂလာပါကျမအနေနဲ့ဒီနေ့မှာဧပြီလ23ရက်နေ့ကနေပြီးတော့16ရက်နေ့အတွင်းမှာဂျိုအနေထားပေါ်မှာမူတည်ပြီးတော့ကျမတို့ဆောင်ရန်ရှောင်ရန်လေးတွေကိုပြောပြပေးမှာပါဒီကာလဟာကျမတို့တကြံတွင်းကာလဖြစ်သလိုပဲကျမတို့အနေနဲ့เนาะ view ဆိုင်ရမယ့်ဆောင်ရမယ့် ရှောင်ရမယ့်ကိစ္စလေးတွေလည်းရှိပါတယ်အဲ့တော့ဒီကာလမှာတောက်ကြချူပေါ့နော်ကျမတို့တောက်ကြချူဟာ73ရက်နေ့เนาะကျမအခုပြောနေတဲ့73ရက်နေ့ဧပြီလ73ရက်နေ့မှာเนาะသူက မင်းရာဒီထဲမှာ retro သွားနေတာကနေပြီးတော့တမပြန်ပြီးတော့သွားပါမယ်အဲ့တော့တမပြန်သွားတဲ့ခါကျတော့ तू ကဘသူနဲ့တွေ့မလဲဆိုတော့စနေနဲ့သွားပြီးတော့စုံတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါဂိမ်းဆိုင်ရမယ့်ကာလတစ်ခုဖြစ်တယ်နော်ပြီးတော့တနင်္ဂနွေချိုပေါ့နော်တနင်္ဂနွေချိုကလည်း 14ရက်နေ့เนาะ14ရက်နေ့မနက်6နာရီရနေပြီးတော့6နာရီ38မိနစ်ကနေ38မိနစ်20စက္ကန့်ကနေပြီးတော့သူကမင်ယာဒီကနေပြီးတော့မိတ္တယာဒီကို ပြောင်းပါတယ်နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့မင်းရသည်မှာဂျူရီစုံနေရတဲ့အကြာကနေပြီးတော့တနင်္ဂနွေကနော်မင်းရသည်ကနေမိတ္တရသည်ကိုပြောင်းလိုက်တဲ့အတွက်ကောင်းတယ်လို့လည်းပြောလို့ရနိုင်တယ်ပေါ့နော်အဲ့တော့ဒီခါမှာဒီလိုကာလမှာနော်မြန်မာတက်ကတိ1300နဲ့မှာ89ကာလာမှာဂျူရီရဲ့အနေထားကိုကြည့်တဲ့အခါကျတော့ဂျူစင်လိုက်ကြည့်ရင်เนาะတမရဂျူက စနေဂျူဖြစ်လာတယ်ဂျူဒီထဲမှာတမလဂျူကစနေဂျူဖြစ်လာတယ်ဝင်ကြီးချုပ်ဂျူကတနင်္လာဂျူဖြစ်လာတယ်အဲ့လိုပဲကာကွယ်ရေးဝင်ကြီးဂျူကတနင်္ဂနွေဖြစ်တယ်နော်အာကာသပတိဂျူကကြလေတနင်္ဂနွေဖြစ်တယ်နောက်ကမိုးစလဂျူကလည်းတနင်္ဂနွေဖြစ်တယ်အဲ့လိုပဲနော်စိုက်ပျိုးရေးတွေနော်ဒီအသီးနှံဖြစ်ထွန်းရေးတွေကိုလှုပ်ဆောင်ပေးတဲ့နော်လေယာဝင်ကြီးဂျူကတော့ဗုဒ္ဓဘူး နော်ကုံတွယ်ရင်ဂျူဟာတောက်ကြဖြစ်ပြီးတော့နော်အခြားဂျူတွေထဲမှာအဲ့လိုမျိုးဂျူတွေအစင်လိုက်သွားနေတဲ့ထဲမှာကျမဂယူဆိုင်မိတာတတိထားမိတာတော့လေဘာတွေ့လဲဆိုတော့ဂျူတွေအားလုံးထဲမှာပါပဂျူတွေက နေရာယူထားတာတွေ့တယ်เนาะအဲ့တော့ပပဂျူတွေနေရာယူထားတဲ့အတွက်ကောင်းသလားဆိုးသလားလို့ပြောရင်တော့ပပဂျူနေရာယူထားတဲ့အတွက်ဒါသိမ့်ကောင်းမှုလို့ပြောလို့ရတယ်เนาะဟိုဂျုံနိုင်တာဘာတွေဂျုံနိုင်လဲပပဂျူတွေနေရာများနေတယ်နေရာယူထားတယ်ဒါဆိုရင်ဘာတွေဂျုံနိုင်လဲလို့ပြောရင်တော့နံပါတ်1ကတော့ကျမတို့เนาะယာတိဥဒုပေါ့เนาะအဲအကာတကဂျူနဲ့မိုးလေဝသားနဲ့ဇလပေတာဂျူမှာတင်းငုံနေရာယူထားတယ်ကာကွယ်ရေး ဝင်းကြီးချိုလည်းတန်င်းကိုနေရာယူထားတဲ့အတွက်ရာသီဥတုအနေနဲ့ဒါဟာဖောက်ပြန်တတ်တယ်တတ္တဝါတွေထိခိုက်ပျက်စီးတတ်တယ်လို့ပြောလို့ရတာပေါ့နော်အဲ့တော့ဒါပေမဲ့လေဝင်းကြီးချုပ်ဂျူကတော့တန်င်းလာဂျူဖြစ်တယ်သောမဂျူဖြစ်တယ်ပေါ့နော်တန်င်းလာဂျူဖြစ်တဲ့အတွက် လူတွေတတဝါတွေမှာเนาะမေတ္တာစိတ်တွေဂိယူနာစိတ်တွေပို့ပြီးတော့အားကောင်းလာနိုင်တယ်လို့ပြောလို့ရပါတယ်เนาะစိတ်ကူးစိတ်တန်းကောင်းနေပေါ်လာနိုင်တယ်နောက်မိုးပေါ့เนาะမိုးမခံဘူးမိုးရွာမယ်လို့လည်းပြောလို့ရတယ်เนาะအဲ့တော့အဲ့လိုဂျူရီအနေထားကြီးကြည့်လိုက်တဲ့အခါကျတော့ကျမတို့ကြံတွင်းကာလာနဲ့ကြံပြီးကာလာတွေမှာ နော်မိုးကောင်းနိုင်ပါတယ်နော်မုန်တိုင်းဝင်နိုင်ပါတယ်နော်မြေပြိုတာတို့ရေရှမ်းတာတို့ဒါမျိုးတွေလည်းဖြစ်နိုင်တဲ့အတွက်ကျမတို့ဂယုဆိုင်ရမယ့်ကာလတစ်ခုလည်းဟုတ်ပါတယ်နော်ဒါကြောက်စိတ်ခြင်းလို့ကျမ၆တာမဟုတ်ပါဘူးကြိုတင်ပြီးတော့ကာကွယ်တင်တာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်နော်ကျမကညဝေပေးတာပါအဲ့တော့ကျမ73ရက်နေ့ပေါ့နော်ဧပြီလ73ရက်နေ့ နာကျမတို့ဘာဒီဆောင်ရမလဲရှောင်ရမလဲဆိုတာကိုမပြောခင်မှာကျမတခုတော့ပြောပြစေအဲ့ဒါဘာလဲလို့ပြောရင်နော်ကျမတို့ဒီဟိုဟာပေါ့ဆောင်ရံရှောင်ရံနေနဲ့ဒီဂျူရီယာဒါတွေကလေကျမတို့ဂျူရီအနေထားတွေပေါ်မှာပြတ်ချက်ပြီးတော့ပြောတာဖြစ်ပါတယ်နော်အဲ့ဒါလေးတော့ကျမပြောပြရစီနော်ဧပြီလ23ရက်နေ့နော်ဧပြီလ23ရက်နေ့ဟာပြောမယ်ဆိုလို့ရှင်တော့ကျမတို့ပြောမယ်ဆိုရင် အကောင်အဆိုးနှစ်မျိုးစလုံးကြုံနိုင်တဲ့နေ့ဖြစ်တယ်နော်။ကောင်းတာကဘာလဲလို့ပြောရင်ဥစ္စာပစ္စည်းရစေတဲ့ဘဒုမရုပ်ရထားတဲ့နော်နေ့ဖြစ်တယ်လို့ဥစ္စာပစ္စည်းတွေကုန်ဆုံးစေတဲ့လုံမကရုပ်ရထားတဲ့နေ့လည်းဖြစ်တယ်။အဲ့တော့ကောင်းတဲ့ရုပ်လည်းရထားတယ်ဆိုးတဲ့ရုပ်လည်းရထားတယ်ပေါ့နော်။အဲ့တော့ရှောင်းအမေကာလာကတော့မနက်တနာရီ33မိနစ်ဆိုတာမနက်အစောကြီးတနာရီ33မိနစ် ငါနေ12နာရီရနေပြီးတော့တနာရီ33မိနစ်အတွင်းကဒါအခါမကောင်းဘူးအမောင်ကာလလို့ပြောရမှာပါပေါ့နော်။ညညနေ4နာရီ30ရနေပြီးတော့ညနေ4နာရီ30ရနေပြီးတော့6နာရီအတွင်းလည်းအခါမကောင်းဘူး။နော်အဲ့ဒီကာလတွေမှာငွေကြေးနဲ့ပတ်သက်ပြီးတော့နော်ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုမလုပ်ပါနဲ့လို့အကြံပြုချင်တယ်နော်အဲ့တော့ တနည်းအနေနဲ့အဲ့ဒီနေ့ကတော့ကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့ဘာတွေလုံနိုင်သလဲလို့ပြောရင်တော့လေဒါကတော့အခါမကောင်းတဲ့အတွက်ကျမကတော့ဟိုလက်ထက်ထိညာတာတွေဟလာရှင်ပြူတာတွေเนาะအဲ့လိုမျိုးမင်္ဂလာအခါယူပြီးတော့လှုပ်ရတဲ့အိမ်ဘောနော်အိမ်ဆပြီးတော့စောက်တာတို့အိမ်ပြင်းတာတို့ဒါမျိုးလှုပ်ရတဲ့ကိစ္စတွေမှာအခါမကောင်းတဲ့ကာလကိုရှောင်ကျင်ပြီးတော့လုပ်မယ်ဆိုရင်တော့လုပ်ပါ အဓိကကတော့ကျမအနေနဲ့ဆိုတော့ဒါမလုပ်စီချင်ဘူးလို့ကျမပြောရမှာပေါ့နော်ဒါပေမဲ့တချို့လဲအချိန်အချင်းခါပုံမှန်မူတည်ပြီးလုပ်ရတယ်ဆိုရင်တော့ဂယူဒီဇိုင်းနဲ့လုပ်ပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့တော့ဧပြီ14ရက်နေ့ပေါ့နော်ဧပြီ14ရက်နေ့ကကြတော့ကျမတို့ပြောမယ်ဆိုရင်တော့ကောင်းတဲ့ရုပ်ရထားတယ်เนาะစတာရုပ်ရထားတဲ့နေ့ဖြစ်တယ်เนาะအဲ့လိုနေ့ရကြတော့ကောင်းတဲ့ပြောမယ်ဆိုရင်တကြံအကြနေလေးဖြစ်မယ်ထင်တယ်เนาะအဲ့လိုနေ့မှာတော့ အမောင်ကာလာကမနက်9:30နာရီကနေပြီးတော့မနက်9:00နာရီအတွင်းကတော့အချိန်ခါမကောင်းဘူးပေါ့နော်အဲ့ဒါတော့အမောင်ကာလာဖြစ်ပါတယ်အဲ့ဒီမှာကျမတို့နော်ဒီလိုမျိုး ကောင်းတဲ့နေ့ဒီမှာကျမကဘာကိုရွတ်ဖတ်စေချင်တယ်လဲလို့ပြောရင်ကျမကဂုံတော်ကွန်ချာကိုရွတ်ဖတ်စေချင်တယ်เนาะအဲ့ဒီမှာဂုံတော်ကွန်ချာကိုရွတ်ဖတ်ခြင်းအဖြစ်ကျမတို့တွေရဲ့ဘဝတွေလုံခြုံမှုရှိနိုင်တယ်လို့ပဲငွေကြီးစီးပွားကံကောင်းမယ်ပေါ့เนาะအဲ့လိုမျိုးပြောလို့ရပါတယ်เนาะအဲ့တော့အဲ့ဒီမှာကျမကရွတ်ဖတ်စေချင်တာကဂုံတော်ကွန်ချာရွတ်ဖတ်ပါဧပြီလ23ရက်နေ့မှာရွတ်ဖတ်စေချင်တာကတော့တန်ဘုတ်ဒီကာတာ36ခေါင်းနဲ့ဒါရဏပရိတ်ကိုတစ်ခေါက် ပူဇော်ပေးဖို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်။ဧပြီလ15ရက်နေ့ပေါ့နော်ဧပြီလ15ရက်နေ့ကတော့အင်မတန်ကောင်းတဲ့နေ့ပါကျမရဲ့မွေးနေ့လည်းဖြစ်ပါလေနော်ဧပြီလ15ရက်နေ့အင်မတန်ကောင်းတဲ့နေ့ပါနော်ဘာရုပ်ရထားလဲလို့ပြောရင်ဖုံးကန်ကြီးမားစီတဲ့ကေတုရုပ်ရထားပြီးတော့စက်တီမင်္ဂလာအပေါင်းနဲ့ပြည့်စုံစီတဲ့ တိတိဝိဆာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။ကောင်းတဲ့เนาะယုတ် နှစ်ခုစလုံးတကယ်ချိတ်တန်းယုတ်ပြီးရထားတဲ့နေ့ဖြစ်တယ်လို့ပြောနိုင်ပါတယ်။အဲ့လိုနေ့မှာမဟာတကြံအကြက်နေ့ဖြစ်တယ်ပေါ့เนาะအဲ့လိုနေ့မှာဘာတွေလုပ်မလဲလို့ပြောရင်เนาะကိုယ်ဘဝမှာအောင်မြင်စေလိုတဲ့ကိစ္စတွေလုပ်လို့ရတယ်เนาะကိုယ့်ရဲ့နောင်တန်နေရာမှာပါစီမဲ့ကုသိုလ်ရေးကိစ္စတွေဒါမျိုးတွေလုပ်လို့ရတယ်เนาะတကယ်လို့တရားစခန်းဝင်နေဆိုလဲအဲ့နေ့ကြရင်เนาะတကယ်ကိုစိတ်ကြီးကြီးလင်းလင်းလေးနဲ့ နော်ဟိုစိတ်ထားစိတ်ထဲမှာပေါ့နော်ဒီဟိုစောင့်ထင်းရမယ်ငါးပါးသီလဟလာကိုးပါးသီလလုံးဝကိုလုံးချုံအောင်စောင့်ထင်းပြီးတော့နော်ကောင်းကောင်းမွန်မွန်ချီချီလင်းလင်းနေနဲ့အရာရာကိုလှုပ်ဆောင်ပါလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းပါတယ်အဲ့ဒီမှာကျွန်မကတော့အမေတော်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်စေဖို့အတွက်အဒိတ်ထံစမယ်နေပါနော်အဲကျွန်မရဲ့မွေးနေ့လေးဖြစ်သလိုနော်အမေတော်ဆန်းစုကြည်ကို အတွက်ကျွန်မလုတ်ပေးချင်တာတွေရှိပါတယ်เนาะအဲ့ဒါကြောင့်အဲ့နေ့မှာကျွန်မစပြီးတော့အတိတ်ထံဝင်မယ်เนาะကျွန်မနဲ့အတူတူအတိတ်ထံဝင်ခြင်းတဲ့လူတွေလည်းဝင်လို့ရအောင်၁၄ရက်နေ့မှာကျွန်မ၁၄ရက်နေ့မှာကျွန်မ post ကိုတင်ပါမယ်เนาะအဲ့နေ့မှာတော့ဒါတကယ်ကိုကျွန်မတို့ကအဲ့နေ့မှာဟာကိုယ့်အတွက်ကိုမလုတ်သင့်ဘူးလားလို့ပြောရင်ဆိုကျွန်မကတော့အဲ့လိုမယူဆဘူးကျွန်မကဘာလဲဆိုတော့ကို လူများတွေအတွက်အရေးကြီးတဲ့ကျမတို့လူအများကြီးအတွက်အရေးကြီးတဲ့ကိစ္စတွေကိုကျမတို့ကလုပ်ပေးခြင်းရကျမတို့တကူရီတမားတွေတကူရီကိစ္စလေးတွေဟာနော်ဆူတောင်းစရာမလိုပဲနေပြည့်တတ်တယ်နော်အဲ့တော့အဲ့လိုနေမှာအမေတော်အောင်ဆန်းစုကြည်နော်နောက်ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေเนาะအကျဉ်းသားတွေတဲမှာမှနိုင်ငံရေးအကျဉ်းသားဆိုတာကအင်မတန်နှိမ့်ဆက်ခြင်းခံရတဲ့အကျဉ်းသား နော်တခြားအကျဉ်းသားတွေနဲ့တောင် မတူဘူးလူဆိုးတွေတခိုးတွေဟလာအဲ့လိုမျိုးမကောင်းမှုတွေနဲ့နော်တကယ်ကိုဟိုအကျဉ်းထောင်လေးရောက်တဲ့သူတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့မတူဘူးနိုင်ငံရေးအကျဉ်းသားတွေကိုကြာတော့နော်အကျဉ်းထောင်လေးမှာဟိုစကားစားတွေကအကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားတွေကိုတေစီလိုတဲ့စိတ်ဆန်စေတနာတွေရှိတာတွေ့ရတယ်နော်အဲ့ဒါကြောင့် ကျွန်မအနေနဲ့ကတော့အဲ့ဒီလိုနေမှာအင်မတန်ကောင်းတဲ့နေမှာအမေတော်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ပြန်လဲလွတ်မြောက်ဖို့အတွက်ကိုကျမကအတိတ်တန်လုပ်ပါမယ်နော်အဲတမနာကြီးဥဝင်းမြင့်လဲပါတာပေါ့နော်အဲ့လိုမျိုးလုပ်ဖို့ကျမရည်ရွယ်ထားပါတယ်အဲ့ဒါကိုနိုင်ငံဒီတနိုင်ငံလုံးကောင်းမှုဆိုတာတော့လीကျမတယောက်တည်းလုပ်လို့တော့မရဘူးအဲ့ဒါအများကဝိုင်းပြီးတော့ နော်လှုပ်ဆောင်မှသာလေထိရောက်ပါတယ်နိုင်ငံရေးဆိုတာနိုင်ငံလို့ပြောရင်အများကြီးလေဟုတ်တယ်မလားနော်အများကြီးဖြစ်တဲ့အဲ့နိုင်ငံတစ်ခုလုံးကောင်းဖို့နော်ရေဒီယာကုသိုလ်အမှုပြုဖို့ဆိုတာတယောက်တည်းအားနဲ့တော့မရဘူးပေါ့နော်အဲ့တော့ဒါကိုအများဝိုင်းပြီးတော့ပါဝင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့မြန်မာနိုင်ငံအတွက် အရန်ကောင်းပါလိမ့်မယ်နော်နောက်တစ်ခုကဟိုဘာဖြစ်လဲဆိုတော့နည်းတစ်ခုပြောချင်တာကျမတို့က အဲဆူတောင်းတဲ့ခါကျတော့လေကို့အတွက်မတောင်းမဲနဲ့เนาะတခြားလူတွေအတွက်တောင်းပေးတာအဲ့ဒီပါရမီကလေအရန်ကိုကောင်းတဲ့ပါရမီပါသီလားเนาะအဲ့ဒါကဘာလဲဆိုတော့အတ္တမပါဘူးလောဘမပါဘူးပေါ့เนาะအတ္တ၄လောဘ၄မပါဘဲနဲ့เนาะတကယ်ကိုစိတ်စေတနာနဲ့မြတ်တာအရင်ခံပြီးတော့ဘသူတွေတော့ကောင်းပါစေဘသူတွေတော့ဘလို့လေးအဆင်ပြေပါစေပေါ့เนาะအဲ့ဒါမျိုးလေးဆူတောင်းတာပို့ပြီးတော့เนาะကောင်းမွန်တဲ့အကြောင်းကိုကျွန်မကညွှန်ဝေတာပါ เนาะအဲ့တော့အဲ့ဒီကာလမှာတော့เนาะဧပြီလ15ရက်နေ့မှာเนาะအမောင်ကာလရှိပါတယ်เนาะအမောင်ကာလကညနေ3နာရီကနေပြီးတော့4 4နာရီခွဲတွင်းဟာ အမောင်ကာလဖြစ်တယ်ည7နာရီ35မိနစ်ကနေည12နာရီအတွင်းဟာအမောင်ကာလဖြစ်တယ်เนาะအဲ့တော့မနေ့မိုးလေးနာနဲ့ကျမတို့ ကောင်းပြီမိုးလင်းတာနဲ့ဆိုတာကျွန်မ12နာရီပေါ့နော်ဒီအခါကူးလိုက်တာနဲ့နော်ပြောမယ်ဆိုရင်လုံးဝကိုကောင်းသွားပြီနော်ဖုန်းကန်ကြီးစီတဲ့ကိတုရုပ်ရသွားပြီနော်အဲ့တော့ဆိုတော့ကျမတို့ကကိုယ်ပဲအချိန်မှစမလဲကိုယ်အစဉ်ပြေတဲ့အချိန်မှစလို့ရတယ်နော်ကိုယ်အစဉ်ပြေတဲ့အချိန်မှစလို့ရတယ်ဒါပေမဲ့နော်အမေစုအတွက်ကိုတော့ဒိတ်တန်စချင်တာတော့ကျမကမနက်9:45မိနစ်မှာစစီချင်တယ်ပေါ့နော် ဲ့နေ့မှာကျမကမုံလုံးကြီးပေါ်လှူခိုင်းတာကလေသိလားတချို့ကပြောတယ်ဆရာမမုံလုံးကြီးပေါ်မလှုပ်ဘူးမုံလုံးကြီးပေါ်မလှူဘဲနဲ့တခြားလှုပ်လို့ရလားလို့ပြောရင်အမေစုအတွက်ကကျမရွက်လှပန်းလှူခိုင်းတာပေါ့နော်ရွက်လှညွန်လေးကိုအမေစုအတွက်ထိုးပေးပါအများကြီးဆိုလဲခက်ခဲမှရှိဆိုလို့ခုမှရှိရရွက်လှတညွန့်ဆိုလဲရတယ်ဒါအောင်အမေစုကိုစားအမေစုအတွက်နော်ရည်စူးပြီးတော့အမေစုကိုစားလှူဒန်းပေးရပါပေါ့နော်ကျမအဲ့လိုမျိုးလေး ဟိုညှိုးဆိုတယ်ပေါ့နော်ပြီးတော့မုံလုံးရီပေါ်ကြတော့အမေစုအတွက်လှူရတာမဟုတ်ဘူးကို့အတွက်ကိုလှူရတာနော်မုံလုံးရီပေါ်ဆိုတာကလေမုံလုံးဆိုတာကိုကနန်းရေပေါ်ဆိုတာကိုကနန်းကို့အတွက်နဝင်းချီပြီးတော့လှူရတာเนาะအဲ့တော့15ရက်နေ့မှာမုံလုံးရေပေါ်မလှူခြင်းဘူးဆိုရင်လည်းရတယ်မုံလုံးရေပေါ်လှူခြင်းဟာကို့ရဲ့ကံပေါ့เนาะကို့ဟာကိုနဝင်း နော်နဝင်းစွန့်ကတ်မဲ့နဝင်းစွန့်ကတ်လို့လည်းရပါတယ်နော်နဝင်းစွန့်ကတ်လည်းရတယ်အဲ့နေ့ကတော့မုံလုံးရေပေါ်ဟာလှူသင့်နေနေဖြစ်ပါတယ်နော်ဧပြီလ16ရက်နေ့နော်ဧပြီလ16ရက်နေ့ဟာလေနော်မဟာတကျက်အတက်နေ့ပေါ့နော်အဲ့တော့မှလေဖုံးကန်ကြီးမားစီတဲ့ data ရုပ်ရထားတဲ့နေ့ဖြစ်ပါတယ် နော်နောက်ဒါတာရုပ်ရဲ့အင်မတန်ချမ်းသာကြွယ်ဝစေတဲ့သုံးမြရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်15ရက်16ရက်ကအင်မတန်နေ့ကောင်းနေအဲ့လိုနေ့ကောင်းနေမှာတော့ကျမကနော်ကုသိုလ်ရေးတွေကိုပိုင်းပိုင်းနိုင်နိုင်ထိထိရောက်လုပ်သလိုပဲဒါနကုသိုလ်လုပ်သလိုပဲသီလကုသိုလ်အနေနဲ့လည်းကျမကကိုးပါးသီလတော့ယူစေချင်တယ်နော်ကိုးပါးသီလလေးယူမယ်သက်သက်လူလေးစားမယ်ပေါ့နော်နောက် အားတိုင်းအားတိုင်းအချိန်ရတိုင်းမှာမေတ္တာဘာဝနာလေးပွားနေမယ်ပေါ့နော်ကျမကတော့အဲ့ဒီနေ့မှာကျမကတရားကျင့်ဖို့ကျမစဉ်းစားထားတယ်ဒါပေမဲ့လေကျမဘေးရင်ဟောဖို့အတွက်လက်ခံထားတာတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဘေးရင်ဟောဖို့အတွက်လက်ခံထားတာလေခြူပြီးတော့လှုပ်ထားပြီးတော့ပေါ့နော်အဆင်ပြေအောင်ကျမဆောင်ရွက်ဖို့တော့ကိုယ့်ဟာနဲ့ကိုယ်တော့အစီအစဉ်လေးရှိပါတယ်နော်အဲ့တော့16ရက်နေ့ကလည်းဖုံးကန်ကြီးမားစေတဲ့ data ရုပ်နဲ့ ချမ်းသာစေတဲ့အင်မတန်ချမ်းသာစေတဲ့တောမြယုံရထားတဲ့နေ့ဖြစ်တယ်။အဲ့ဒီလိုနေ့မှာတော့နော်အာကုတူကြီးလုံးဝရှောင်ပါအာကုတူကြီးလုံးဝမလုပ်ပါနဲ့အာကုတူလို့ပြောတဲ့နေရာမှာနော်ကျမတို့ကနော်ကာယကံမြောက်လုပ်တဲ့အာကုတူဟလာနော်ဝစီကံမြောက်လုပ်တဲ့အာကုတူပဲလူတွေကဂယုဆိုင်ကြတယ်မနောကံနဲ့လုပ်တဲ့အာကုတူကအင်မတန်ကြီးတယ်နော်ဒါကိုကျမကဟို ပါကျုပ်ဆရာတော်ဘုရားကြီးရဲ့တရားတစ်ပုဒ်မှာကျမနာယူဘူးတယ်။ဘာလဲဆိုတော့เนาะကျမအငြင်းတန်းစဉ်းစားတယ်ငငယ်လေးတွေကเนาะဒီဝရက်ကเนาะ တန်ဃာလဲတန်ဃာထဲမှာလဲပါတယ်ဟလာနော်နောက်ပြီးအစွန်းထက်တဲ့ပုံကိုလည်းဖြစ်တယ်ကျင့်စဉ်နေတမထအားကောင်းတဲ့အတွက်နော်ကောင်းရင်ပုံမှာဇန်နဲ့ပြန်နိုင်တဲ့ပုံကိုမျိုးလဲဖြစ်တယ်နော်အဲ့တော့အဲ့လိုပုံကိုမျိုးဟာနော်ကျင့်ကြံအားထုတ်မှုတွေလည်းအများကြီးရှိတယ်ဟလာအဲ့လိုပုံကိုမျိုးဟာဘာကြောင့်မြည်မြူတာလဲကျွန်မအငြင်းစဉ်းစားမှုတွေငငယ်လေးလေးရနော်အဲ့တော့အဲ့ရဲ့အဖြေကိုကျွန်မသိတာသိမကြသေးဘူး ။ဘာတိလဲလို့ပြောတော့နော်ကိုလှုပ်ခဲ့တဲ့ तू လှုပ်ခဲ့သမျှကုသိုလ်တွေအားလုံးဟာနော်ဖះကိုပြင်းမာတာတခုတည်းကြောင့်တော့မြင်းမျိုးတာမဟုတ်ဘူး။ तू လှုပ်ခဲ့တဲ့ကုသိုလ်ကုသိုလ်တွေအားလုံးကိုကြည့်တဲ့အခါမှာကုသိုလ်တွေအားလုံးမှာ အတွင်းစိတ်ကနေဖြစ်တဲ့အကုသိုလ်တွေကြောင့်နော်ဒီလိုမျိုးအကုသိုလ်တွေကကုသိုလ်တွေကိုဆွဲချနိုင်တယ်နော်ကျမအဲ့ဒါကိုကျမအဲ့ဒါကို ဘုံဘုံရဲ့တရားမှာနားလိုက်ရတော့ကျွန်မအဲ့ဒါကိုသဘောပေါက်သွားတယ်နော်ကျွန်မတို့ကကာယကံနဲ့လူမတတ်ဘူးဟလားဝစီကံနဲ့လည်းကျွန်မတို့ကလူမတတ်ဘူးဒါပေမဲ့ဘသူ့ကိုတော့သိစေချင်ပါတယ်ဆိုတော့စိတ်ဆန္ဒရှိနေသရွေ့ကျွန်မတို့အဲ့ဒီမှာနော်ပါဏာတိပါတာကံကိုကျူးနေတယ်ဟလားနော်အဲ့တော့ကျွန်မပြောချင်တာကနော်သူတို့ရဲ့မကောင်းမှုတွေအတွက်ကျွန်မတို့တွေရဲ့ကောင်းမှုတွေကိုမယုတ်လျော့ဘူးစူးစမ်းပြီးတော့နေထိုင်သင့်တယ်နော် အာကုသူတွေကျူးနေတဲ့လူတွေအများကြီးရှိတယ်တွေ့တယ်အများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီလူတွေရဲ့နော်သူတို့ရဲ့အာကုသူဟာသူတို့ကိုသူတို့အချိုးပေးလိမ့်မယ်သူတို့အချိုးပေးမဲ့အချိန်ရောက်ရင်သူတို့ဟာသူတို့အချိုးပေးသွားလိမ့်မယ်အဲ့ဒီအတွက်ကျမတို့တွေကဂျားတွေကနေပြီးတော့အာကုသူဝင်ပြီးတော့မယူစေချင်ဘူးကျမတို့တွေကမနှောကန်နဲ့ပြုလိုက်တဲ့အာကုသူတိုင်းဟာကျမတို့ပြုကျင့်ထားတဲ့ကုသူတွေကိုဆွဲချသွားတယ်နော်အဲ့တော့ဒါလေးကိုကျမနားလည်စေချင်တယ်အဲ့တော့ ျမချစ်တဲ့သူတွေလေနော်အာကုတူကိုကျမတို့တရားကံဝစီကံနဲ့သာမကမနှိုးကံနဲ့လေနော်မကျူးလို့မိအောင်ဂယူဆိုင်ဖို့ကျမကနေတာနဲ့တိုက်တွန်းပါတယ်အဲ့တော့16ရက်နေ့မှာလေကျမတို့နော်ကိုဘာတီလာယူရင်အင်မတန် ကောင်းပါတယ်နော်18ရက်နေ့ဧပြီလ18ရက်နေ့ရတော့သူကလေကောင်းတာကောင်းတဲ့ရုပ်နဲ့မကောင်းတဲ့ရုပ်နှစ်ခုရထားပါတယ်နော် အမှုကိစ္စတွေကိုပြီးစီးအောင်မြင်စေတတ်တဲ့အနန္တရုပ်ရထားသလိုပဲနော်မနေ့9နာရီကနေပြီးတော့တောက်လျှောက်ည12နာရီအထိသိစေတတ်တဲ့ကာလဒါနရုပ်ရထားတာတွေ့ရပါတယ်နော်အဲ့တော့ဒီလိုနေ့မှာတော့ကျမတို့ကဂယုဆရမယ်ပေါ့နော်ဧပြီလ19ရက်နေ့ဟာရက်ကျန်းပါတယ်နော်အဲ့နေ့ကတော့ကျမတို့ဂယုဆရမယ်နေ့ဖြစ်တယ်အဲ့တော့ကြာသပတေးနေ့ဖြစ်တဲ့နေ့ကျန်းတဲ့အတွက်ကျမတို့ဂယုဆိုင်ပါအဲ့လိုနေ့မှာတော့ တန်ပုတ်ဒီကာရာရေဂုံတော်ကွန်ချာရေပြီးတော့เนาะမြစ်တာတုတ်ရေကိုပွားများပါเนาะတန်ပုတ်ဒီကာရာဆို36ခေါက်မြစ်တာတုတ်ဆိုရင်9ခေါက်ကုန်းတော်ကွန်ချာဆိုရင်တော့အဲ့လိုနေမှာเนาะ6ခေါက်လောက်ပူဇော်တင်းတယ်လို့ကျမအနေနဲ့ယူဆတယ်ပြီးတော့ဒါဒနာပရိတ်ကိုလည်းပူဇော်ပါเนาะ2000နဲ့မှာကျမတို့2025 April ကနေစပြီးတော့2026 April ထိမဖြစ်မနေ ထည့်ပြီးတော့ပူဇော်ရမယ့်ဂါထာထဲမှာဒါဒနာပရိတ်ပါဝင်ပါတယ်เนาะဂျိုစည်းဂျိုနေမကောင်းတဲ့အတွက်ဒါဒနာပရိတ်ကိုကျမတို့ပူဇော်ဖို့လိုတယ်ပရိတ်ကြီးဆက်သုပ်ပူဇော်တယ်ဆိုရင်တော့အင်မတန်ကောင်းတယ်ပရိတ်ကြီးဆက်သုပ်ပူဇော်ဖို့ခက်ခဲတဲ့လူတွေကတော့ဒါဒနာပရိတ်ကို ပူဇော်ပေးပါမြတ်တာတို့ရဲ့ခန္ဓာတို့ရဲ့ပုပ္ပနာတို့ရဲ့ကိုလည်းပူဇော်ပေးပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ်เนาะဧပြီလ 18ရက်နေ့ပေါ့နော်ဧပြီလ18ရက်နေ့ကတော့နော်သူကတော့အသင့်အတင့်ကောင်းတဲ့နေ့ဖြစ်တယ်နော်ဘလို့မျိုးအသင့်အတင့်ကောင်းလဲလို့ပြောရင်နော်ထိရရုပ်ဆိုတာကိုလှုပ်တဲ့ကိစ္စလေးတွေအောင်မြင်သွားစေတဲ့ရုပ်နဲ့နော်နောက်အဆောက်အဦတွေစောက်တဲ့ခါကျတော့ကောင်းမွန်တဲ့ရုပ်သူထိရရုပ်နော်အဲ့တော့ထိရရုပ်နဲ့သူထိရရုပ်ရထားတဲ့အတွက်သူကအသင့်အတင့် ကောင်းစေတဲ့နေ့ဖြစ်တယ်နော်အဲ့ဒီနေ့မှာရှောင်းရမယ့်အမောင်ကာလကတော့နေ့12နာရီပေါ့နော်မနေ့12နာရီကနေနေ့12နာရီအတွင်းကတော့အချိန်ကာလမကောင်းပါဘူးပေါ့နော်အဲ့ဒီကာလမှာတော့ရှောင်းမပေါ့နော်အဲ့ဒီနေ့မှာကျမတို့ရွတ်တဲ့နေ့ဂါထာတွေကတော့ဒါဒနာပရိပရိကြီး73ပေါ့နော်ဒါတွေကတော့ကျမတို့ပူဇော်သင့်တယ်လို့ကျမအနေနဲ့ယူဆပါတယ်နော်အဲ့တော့ အဲပြောမယ်ဆိုလို့ရှိရင်တော့နော်ညစန်းတရက်နေ့က18ရက်နေ့နော်18ရက်နေ့ကညစန်းတရက်နေ့ဖြစ်တယ်ဘီယူဆာယမေနေ့ဖြစ်တယ်18ရက်နေ့ကတော့နော်ညစန်းနေ့ရက်နေ့ဖြစ်သွားမှာပေါ့နော်အဲသူကလည်းဘီယူဆာယမေနေ့ဖြစ်တယ်နော်အဲ့တော့ကျမဒီနေ့ဒီလိုချိန်ကာလမှာကျမအားလုံးကိုကျမတခုပြောချင်တာလေဒီကာလပေါ့နော်ဒီညစန်းတရက်နေ့ကြော်ပြီးတဲ့နောက်ပိုင်းမှာကျမတို့နော် ိုပြောင်းသွားပြီเนาะဂျိုနှစ်တစ်ခုကုန်ပြီပေါ့เนาะနောက်နှစ်တစ်ခုစပြီဆိုရင်အဲ့နှစ်တွေမှာကျမတို့ကလေဥဒိုရေးဆိုတာဒါနသီလဘာဝနာအဲ့ကုသိုလ်၃မျိုးစလုံးနဲ့စဖို့အတွက်ကိုတော့ကျမမြတ်တာရက်ခံခြင်းတယ်เนาะလာမယ့်เนาะ1300နဲ့မှာ82မှာ9ခုနှစ်ပေါ့เนาะအဲ့ဒီမှာတော့เนาะဘယ်လိုနိဗ္ဗာန်သားတွေကခယူဆိုင်ရမလဲဆိုရင် တနင်္ဂနွေသားသမီးတွေဖြူဆာရပါမယ်။เนาะတနင်္ဂနွေသားသမီးတွေကဓာတနာပရိတ်ကိုမရွတ်လို့ကိုမရဘူး။ဓာတနာပရိတ်ကိုယူရပါမယ်၊ပူဇော်ရပါမယ်။เนาะဂုံတော်၉ပါးကို ပတိစိတ်ရပါမယ်။တနင်္ဂနွေသားသမီးတွေကံအားနေပါတယ်เนาะ။ပြီးရင်တနင်္လာသားသမီးတွေเนาะတနင်္လာသားသမီးတွေလည်းကံအားနေပါတယ်เนาะ။ဘာကြောင့်လဲလို့ပြောရင်เนาะတနင်္လာသားသမီးတွေမှာကျန်းမာရေးထိခိုက်နိုင်တဲ့အသက်ရှူလမ်းကြောင်းနဲ့ပတ်ဆိုင်တဲ့ဝေဒနာတွေ ပေါ်ထက်တယ်ပေါ့နော်အဲ့တော့အဲပြောမယ်ဆိုလို့ရှိရင်တော့တနင်္လာသားသမီးရကတော့အကောင်းရောအဆိုးရောနှစ်မျိုးစလုံးကြုံနိုင်တဲ့နှစ်ကာလဖြစ်တယ်ပေါ့နော်နောက်ဂယူဆာမဲနှစ်ကာလကတော့ဂယူဆာမဲနေနန်သားကတော့ဗုဒ္ဓဘူးသားသမီးတွေဖြစ်ပါတယ်နော်ဗုဒ္ဓဘူးသားသမီးတွေကတော့ကံအားတော်တော်ကိုနည်းတဲ့အတွက်နော်ဂယူဆိုက်ရပါမယ်နော်အဲ့တော့ဟုတ်ပြီဘယ်နှစ်သားသမီးတွေကအားကောင်းတယ်လို့ပြောရင်စနေသားသမီးတွေ အားကောင်းတယ်နော်အင်္ဂါအားကောင်းတယ်တောက်ကြအားကောင်းတယ်ကြာသပတေးအားကောင်းတယ်လို့ရေဘူးရပြောလို့ရပါတယ်နော်အဲ့တော့ဒီမှာကျွန်မတခုပြောချင်တာကဂျိုစီးဂျူနင်းမကောင်းတဲ့အခါတိုင်းကျွန်မတို့မလုပ်နိုင်ကြလေပေါ့နော်ဒါလေးကိုလည်းကျွန်မပြောချင်တယ်အဲ့တော့ကျွန်မကတော့နော်ဂျိုတွေကိုဂျိုစီးဂျူနင်းမကောင်းတာကောင်းတာထက်ကျွန်မမလုပ်လေ မြစ်တာပို့တဲ့ခါတိုင်းမှာကျမတနင်္ဂနွေဂျိုမင်းကြီးတနင်္လာဂျိုမင်းကြီးအင်္ဂါဂျိုမင်းကြီးဗုဒ္ဓဘူးဂျိုမင်းကြီးကြာသပတေးဂျိုမင်းကြီးတောက်ကြဂျိုမင်းကြီးနဲ့စနေဂျိုမင်းကြီးတို့ဆိုပြီးတော့ဂျိုမင်းကြီးတွေကိုလည်းကျမကမြစ်တာပို့တယ်เนาะမြစ်တာပို့တဲ့အမျှဝေတယ်ပေါ့เนาะအဲ့လိုပဲเนาะဂျိုတွေကိုကိုကမြစ်တာပို့အမျှဝေရင်လေအခါကျရင်ဂျိုတွေကကျမတို့ကိုဒုက္ခမပေးဘူး เนาะအဲ့တော့အဲ့ဒါလေးကိုလိုက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လည်းလိုက်ပြီးတော့လုပ်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းချင်တယ်ကိုမေတ္တာပို့တဲ့နေရာမှာတောဆောင်နဲ့တောင်ဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့ရုပ်ကဆုဘုံမဆုအာကာသဆုနဲ့မြေဆောင်နဲ့ရေဆောင်နဲ့သာသနာတော်ဆောင်နဲ့သပုတ်တရားဆောင်နဲ့ဝလာဟကနဲ့ပစ္စုံနဲ့စတုလောကပါလာနဲ့တရားမြမသူရာယမအဆရှိသောနတ်မြမအပေါင်းတို့ငကားကလုံးဂုံမန်ရက်ခတ်အဆရှိသောဥပတကအပေါင်းတို့ဝိဇာဇောကြီးတပတိအဆရှိသောသူတော်ကောင်းအပေါင်းတို့နှင့်တနင်္ဂနွေဂျိုးမင်း င်းကြီးဒနင်္လာဂျိုမင်းကြီးအင်္ဂါဂျိုမင်းကြီးဗုဒ္ဓဟူးဂျိုမင်းကြီးကြာသပတေးဂျိုမင်းကြီးတောက်ကြဂျိုမင်းကြီးစနေဂျိုမင်းကြီးနေရာဟုနှင့်ကိတ်ဂျိုမင်းကြီးတို့ပါမကြမ်းကျွန်ုပ်ရဲ့နော်မြတ်တာအညပေးဝေပါတယ်ကျွန်ုပ်ပြုသမျှဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကိုလည်းကျွန်ုပ်နဲ့ထပ်တူထပ်မြအညရကြပါစေဆိုပြီးအဲ့လိုမြတ်တာဖို့အညဝေတဲ့အခါမှာဂျူတွေကိုထည့်ပြီးတော့မြတ်တာဖို့အညဝေပါအဲ့ဒါဆိုရင် ယိုစည်းချုံနေမကောင်းတာတွေလွတ်ပါတယ်เนาะနောက်တစ်ခုကတော့ကျမတို့เนาะဒီ2025ဧပြီလနေ့ပြီးတော့2026ထိเนาะပူဇော်ရမယ်ဂါရာဒါဒနာပရိတ်လို့ကျမပြောပြပြီเนาะဒါဒနာပရိတ်ရဲ့နောက်ပြီးတော့ ပရိတ်ကြီးဆက်တော့တော့ရေနော်ဒါမဖြစ်မနေပူဇော်ရမယ်ခါတာအင်းဟုတ်ပြီနောက်တစ်ခုကကြတော့နဝင်းဆိုးလိုပဲနော်မဖြစ်မနေလှူဒန်းရမယ်ဆုံးကကြတော့စံပြုတ်စံပြုတ်ကိုတကြားလေးဖြူရမယ်နော်တကြားစံပြုတ်လို့ပြောလို့ရတာပေါ့နော်တချို့ကပြောတယ်ဆရာမနှုတ်ထမင်းမရဘူးလားမရဘူးနော်စံပြုတ်ကိုတကြားဖြူရမယ်နော်အဲ့တော့စံပြုတ်ကိုတကြားဖြူမယ်အဲ့ဒါကိုကိုယ့်ရဲ့မွေးနေ့တိုင်းအာယုံစုံအနေနဲ့ကပ်ပေးပါ နော်ကိုယ့်ရဲ့မွေးနေ့တိုင်းအာယုံစိုးအနေနဲ့ကတ်ပေးပါ တပတ်မှတစ်ချိန်ကတ်တယ်ဆိုရင် ရပါတယ်နော်အဲ့တော့တပတ်မှတစ်ချိန်ကတ်မယ်ဆိုရင်ရပါတယ်နော်အဲ့တော့တန်းကိုကျမတစ်ချက်လောက်ပြောပြမယ်2025 April 21ရက်နေ့ကနေပြီးတော့2026နော်ဒဇန်ရင်းကာလာထိလှူဒန်းရမယ်နိနန်သားလိုက်လှူဒန်းရမယ်ပန်းတွေကတော့ဘာတွေလဲဆိုရင်တနင်္ဂနွေသားသမီးဆိုရင်အဝါရောင်လိမ္မော်ရောင်ရှိတဲ့ပန်းကိုလှူပါ ဗုဒ္ဓဘူးကလည်းအဝါရောင်နေမောင်ရောင်ရှိတဲ့ပန်းကိုလှူပါเนาะကြာတပရိကကြတော့အနီရောင်ပန်းရောင်ကိုလှူပါပောက်ကြာကကြတော့เนาะအဖြူရောင်လှူပါစနေကကြတော့အနီရောင်เนาะကြက်သွေးရောင်ရှိတဲ့ပန်းကိုလှူပါနော်အဲ့တော့အင်္ဂါဆိုလို့ရှိရင်တော့အစိမ်းရောင်ကိုလှူပါတနင်္လာဆိုလို့ရှိရင်တော့နော်အဖြူရောင်ကိုလှူပါလို့ကျမကအရောင်နဲ့ဆိုလို့ရှိရင်တော့နော်အဲ့လိုမျိုး ဟိုဒါကကျမတို့เนาะရေရာအနေနဲ့လည်းဟုတ်တယ်ကုသိုလ်ရေးလည်းဟုတ်ပါတယ်เนาะအဲ့တော့စစ်တော်သူများအားလုံးကို ကျမချစ်ချစ်မြတ်တာတွေကိုကျမပေးပို့ပါတယ်